မင်္ဂလာပါရှင်။ဆရာတင့်တယ်ဘာသာပြန်ရေးသားထားတော့မြစ်တာအတင်ချေအပိုင်း26ကို တင်ဆက်ပေးပါမယ်ရှင်။မေဤသည်အချို့အချို့သောနေရာများတွင်၎င်းတခါတရံတွင်10ရက်15ရက်ဆက်၍၎င်းသူ၏စိတ်ကို သူမထိမ့်မနိုင်ပဲတခါတခါငိုနေလင်းရပောင်းများစွာကြာအောင်ငို၍နေတတ်လေသည် လင်ကွန်းသည် မေဤအားအမျိုးမျိုးကြံဖန်၍ချော့မော့နှစ်သိမ့်၏ သို့တော်လည်းမေးရင်မှဖြည့်၍မပြေနိုင်အောင်ပင် ရှိ၍နေသေးသည်ထို့အချိန်တွင်ဘုံပွိုက်အမည်ရှိမုံမုံကြီးကြီးဖြူဖြူဖြက်ဖြက်မိမကြီးတယောက်သည်သတင်းစာများတွင်ဝိညာဉ်များ၏အကြောင်းနှင့်ပတ်သက်၍ဆောင်းပါးများရေး၍နေ၏သတင်းစာများသည်ပြည်တွင်းစစ်ဆား၍ဖြစ်ပွားသော အချိန်လောက်မှနေပြီးဝိညာဉ်၏အကြောင်းများကို ပုံမှု၍နေရာပေးကဖော်ပြကြ၏အပေကြောင့်ဆိုသော ိုက်ပွဲများတွင်ကြာဆုံးသောတပ်သားများ၏ကြံရည်သူမိဘရွှေမျိုးများသည်ဝိညာဉ်ခေါ်ပွဲများသို့အများအပြားတွားရောက်ပြီးဝိညာဉ်ခေါ်နေကြသောကြောင့်ဖြစ်လေသည်ဘွန်ပွိုင်းသည်မေဤအားသူနှင့်အတူတူဝိညာဉ်ခေါ်ပွဲသို့လိုက်ရန်တွားဆောင်လေသည်ဘွန်ပွိုင်းကမနေ့ဖန်မွန်လွဲ့အချိန်ကျရင် သူနှင့်အတူတူကြော့တောင်မျိုးကမစ်စစ်လော်ရီအိမ်ကိုလိုက်ခဲ့ပါလားမစ်စစ်လော်ရီဟာဝီလီယံရဲ့ဝိညာဉ်နဲ့တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ အဲ့ဒီလိုဆက်သွယ်ပြီးနောက်ဘဝမှာဝီလျံဘယ်လိုနေထိုင်ရတယ်ဆိုတာကိုပြောပြနိုင်တယ်။ရှင်သာတကယ်ယုံကြည်မဲဆိုရင်မစ္စတင်လော်ရီဟာ ဝီလျံနဲ့ရှင်နဲ့ပြန်ပြီးတွေ့ဆုံနိုင်အောင်ဆောင်ရွက်ပေးနိုင်ပါတယ်ဟုပြော၏။မေယီသည်မစ္စစ်ဘွန်ပွား၏ဖိတ်ခေါ်ချက်ကိုညင်းပယ်လိုက်၏။သို့တော်လည်းထိုညကအမျိုးမျိုးတွေ့တော့ရင်တညာလုံးအိပ်၍မပြောတော့ချေနောက်တစ်နေ့နဲ့တွင် မင်းစစ်ဘုံဖွိုင်းသည်အင်ဖြူတော်သို့ရောက်လာပြန်ရာမေဤနှင့်တွေ့ပြရစေဟုဆိုအတင်းခွင်တောင်းပြန်၏ဤတစ်ချိန်တွင်မူကားမေဤသည်မင်းစစ်ဘုံဖွိုင်းဤတိုက်တွန်းချက်ကိုညှင်းဆန်နိုင်သောအင်အားမရှိတော့ဘဲမင်းစစ်လော်ရီအိမ်သို့လိုက်ပါသွားမိလေသည်မင်းစစ်လော်ရီအိမ်သို့ရောက်တော့အခါမေဤသည်မှောင်ချောင်း၍ထားသောအခန်းတစ်ခန်းထဲတွင် လူစိမ်းများနှင့်လက်ဆွဲ၍စပွဲတလုံးကိုဝိုင်းထိုင်ရလေသည် ညမကြမီထူဆန်းသောအတံများကို ကြားရ၏ဘုံတစ်ခုတိခေါက်တံနှင့်အဝေးမှလာသော ခေါလောင်းတံများကိုလည်းကြားရလေသည် ထိုအတံများ၏အကြားတွင် မစ္စစ်လော်ရီ၏အတံကိုကြားရ၏မစ္စစ်လော်ရီ၏အတံကဝီလျံ၏လူတီနေပါလာသေးသောကိုယ်ကိုယ်တာအချက်လက်များပင်ပြောဆို၍နေလေသည် မစ္စစ်လော်ရီသည် ဝီလျံ၏ဝိညာဉ်ဖြင့်တကယ်ပင်တွေ့၍နေလေသလိုဟုမေရီစဉ်းစားနေမိ၏ထို့နောက် မစ္စလော်ရီအသံကမိဂုံများကိုမေးပြီးနောက်ဝီလျံဤဝိညာဉ်ထံမှရသည်ဆိုသောအဖြစ်များသည်မစ္စလော်ရီဤအသံဖြစ်ပင်ပြော၍လာလေသည်ဝီလျံဤအဖြစ်များမှာသူသည်ယခုအခါအက်ဒဝတ်နှင့်အတူရှိနေကြောင်းမိခင်ဖြစ်သူမေးဤဆိတ်ဆင်းရဲဒုက္ခရောက်နေရသည့်အတွက်ဝမ်းနေကြောင်းဤနိညာအဖို့တွင်သူသည်အင်ဖြူတော်ရှိမိခင်ဖြစ်သူမေဤအခန်းထဲသို့လာမည်ဖြစ်ကြောင်းစသဖြင့်ဖြစ်လေသည် ်မင်းဤသည်အိမ်ဖြူတော်သို့ပြန်၍ရောက်သောအခါချက်ချင်းပင်အိမ်ရောက်ဝင်လေသည် အခြားအိမ်သားများကချုံမုံ၍နေဝင်ချိန်ညစာကိုကြွရလေသည်ထို့နောက်မင်းဤသည်စိတ်ပင်ပန်းလာသည်ဖြင့်ကိုပါနွမ်းကအိမ်မောကြွ၍သွားလေသည်နာဤအတော်ကြာသွားသောအခါတခန်းလုံးသည် အလွန်တရာမှောင်၍တိတ်ဆိတ်နေ၏မင်းဤသည် မနှုတ်တနှုတ်ဖြစ်၍လာလေသည် သူစိတ်ထဲ၌သူကရင်ချင်းတွင် အလင်းရောင်တစ်ခုကိုမြင်မိသလိုထင်လိုက်၏ထိုအလင်းရောင်ထဲတွင် ဝီလျံသည် သူအမြဲပြုံးနေကြဖြစ်သောချိုသာသည့်အပြုံးကလေးပြေပြုံးကမိမိအားကြည့်နေသည်ဟုမေဤထင်အောင်ထင်မှဖြစ်ရလေသည် မေဤသည်ရုပ်ခနဲထထိုင်ပြီးနောက်အလင်းရောင်သည်တဖြည်းဖြည်းမင်းမိန်သွားရ၏ဝီလျံဤတရံသည်လည်းပြောက်ွယ်၍သွားလေသည်မေဤသည်တစ်ခေါလုံးဆက်ဆက်တုံ၍နေ၏ထို့နောက်မေဤသည် အိမ်ယာပေါ်မှာဆင်းကမှောင်ထဲတွင်ဝင်းယုံနှင့်ဖဏများကို ရှာဖွေဆင်ရင်ပြင်းနာလင်ကွန်းအခန်းသို့ဂမန်ကရန်ကူး၍သွားလေသည်ထိုအချိန်မှာလင်ကွန်းသည်မအိပ်သေးဘဲတမချန်းသာကိုဖတ်ရှုနေဆဲဖြစ်၏မေရီသည်လင်ကွန်းအားပြည့်၍ဖလိုက်ပြင်းနာမျိုးသိမ်းမြာသောဝမ်းသာခြင်းမျိုးဖြင့်ဝီလီယံမသေးဘူးအိဗရာဟင် သူမသေးဘူး တကယ်လို့သာကျမစူးစူးဆက်ဆက်ယုံကြည်မဲ့ဆိုရင်ဝီလျံဟာကျမစီကိုညာတိုင်းလာနိုင်တယ်ဟုပြောလိုက်၏လင်ကွန်းသည်တုံရွင်ရင်နေတော့မေကြီးအားဆောင်းများဖြင့်ထွက်ပက်ပေးပြီးနာတင်းကျပ်စွာ ပွေဖက်ထားပြီးလင်မေကြီးဒီလိုဟာမျိုးတွေကိုအယုံကြည်မရှိစမ်းပါနဲ့ကွယ်ဝိညာဉ်ခေါ်နိုင်တယ်ဆိုတဲ့လူတွေဟာမေကြီးလိုစိတ်မချမ်းမသာဖြစ်နေတဲ့လူတွေကိုခေါင်းပုံဖြတ်တယ်ဒီဝိညာဉ်ခေါ်ပွဲတွေဘာတွေကို ုံကြည်ခြင်းနဲ့စိတ်ဟာအင်တန်အပြောတဲ့စိတ်ပဲအဲ့ဒီတော့ကိုယ့်ကိုဂရုတစ်ခုပေးပါဝိညာဉ်ဟာခေါ်လို့ရတယ်လို့သူတိနေကြထောက်ခံတမှုတော့မပြုလေနဲ့ကွယ်ဟုပြောလိုက်လေသည်မေဤသည်စကားပြန်၍မပြောဘဲနေ၏နောက်တနေ့နေနဲ့သို့ရောက်တော့အခါလင်ကွန်းသည်မေဤအိတ်ခမ်းထဲသို့ဝင်၍သွား၏မေဤသည်ပြတင်းပေါက်မှရက်၍နေသည်ကိုတွေ့ရလေသည်သူ့မျက်လုံးများမှာနီးရဲ၍မို့နေ၏ တညာလုံးကိုရွေထားကြောင်းမှာထင်ရှား၍နေလေသည် လင်ကွန်းသည် မေဤခါကိုဖက်လိုက်ပြီးနောက်ဟောဟိုတောင်ကုန်းပေါ်ကအယူထောင်ကိုမြင်နေမဟုတ်လားအဲ့ဒီအယူထောင်ထဲမှာရောက်နေကြတဲ့ကန်ဆိုးသူတွေဟာများသောအားဖြင့်ကိုယ်စိတ်ကိုမထိန်နိုင်ကြတဲ့လူတွေပဲဟုပြောလိုက်၏မေဤသည် လင်ကွန်းဤလက်မှာရုံထွက်လိုက်ပြီးနောက်လင်ကွန်းကိုစစ်စစ်ပါအောင်ကြည့်၏လင်ကွန်းဤစကားမှာမေဤကိုပြောနေသောစကားမဟုတ်ပဲ သူကိုယ်သူပြန်၍တတိပေးနေသောစကားဖြစ်သည်ဟု မေ၏တဖြည်းဖြည်းနားလည်၍လာရပေသည်လင်ကွန်းကစကားပြောင်း၍မေဒီနေ့ညနေမှာကျုပ်တရားဌာနပန်းချန်ထဲကဆေးရုံကိုတွားကြည့်မလို့မေကြီးကျုံနဲ့လိုက်ခဲ့ပါလားဟုပြောလိုက်၏ဆေးရုံသို့တွားကြရာတွင် မေကြီးသည်အနက်ရောင်ကောင်းဝင်ကြီးကိုဝှေ့၍တွားလေသည်ဆေးရုံထမင်းစားကန်းကြီးထဲသို့ရောက်သောအခါထမင်းစားပွဲကိုချင်းကပ်၍ ကျမ်းမာစာပြုလာကြပြီဖြစ်သောစစ်သားများအားလက်ဆွဲနှုတ်ဆက်ကြ၏စစ်သားလူနာများ၏ဇာတိပြည်နယ်နှင့်မိသားစုတို့၏အကြောင်းကိုစုံစမ်းမေးမြန်းကြလေသည် ထို့နောက်လူစုအဆောင်သို့ဝင်ခဲ့ကြ၏ထို့အဆောင်များတွင်မူလက်ဆွဲနှုတ်ဆက်ခြင်းမရှိ လူနာများကိုသာကြည့်ခဲ့ရလေသည်လူနာဆောင်များမှာခြောက်သွေ့သွားသောအနှံ့ဖြင့်ဤဆိုဆိုနံ၍နေ၏တင်မင်း၏အရေးရောင်သည်မိုးအုံပြီတကယ်တော့ အုံမိုး၍နေလေသည် အနာများကထွက်သောအနံ့အသက်များကလည်းဆိုးဝါးလာ၏လူနာများမှာများသောအဖြစ်လူငယ်များဖြစ်ကြ၏အလုံးပခုံးလက်လက်မောင်ခြေထောက်နှင့်ဥကောင်းစာသော နေရာများမှာဒံရကြီးများရွေနေကြလေသည် လူနာအလုံးပင်အပြားတက်လျက်ရှိနေကြ၏မိဤသည်ကလေးကရင်ရရွေကြည့်၏စကားပြောနိုင်သော လူနာတို့နှင့်စကားပြောရ၏ စကားမပြောနိုင်သောလူနာတို့ကိုမူစောင်းပြန်ဆွဲ၍ခြုံပေးပြီးအားပေးခဲ့ရလေသည်ဆင်းရုံမှထွက်ခွာ၍မြေထားပေါ်သို့ရောက်သောအခါကျမအဖြစ်ကိုသိရှိတာပဲကျမရဲ့ကလေးဆုံးရတဲ့အတွေ့ကျမမှငိုလိုက်ရတာခုကြည်စမ်းဒီစစ်သားလေးတွေဟာဘလောက်တနာစရာကောင်းတယ်လဲသူတို့အတွေ့ကျမမျက်ရည်ပိုးပြီးကြောက်ဖို့ကောင်းခဲ့တယ်ပြီးတော့ဒီစစ်သားကလေးတွေရဲ့မိခင်တွေဟာလည်းရံဝေးမှာရောက်နေကြပြီး ဒီကိုလာရောက်မပြုစုနိုင်ကြတော့လဲအင်မတန်ကိုသနာစရာကောင်းတယ်ဟုပြောလိုက်လေသည် ကိုကိုကိုတိတ်အပြစ်မတင်မနဲ့မေးပြီးရင်းစစ်ကြီးဖြစ်နေတယ်ဆိုတော့လူတိုင်းအဖို့မှာဟေကြရမှာကြီးပဲမဟုတ်လားဟုလင်ကွန်းကပြောလိုက်၏ထုံညတွင်မေးရသည်တေဆုံးသူတို့အတွေ့ရှခိုးဆူတောင်းမြေအစာအသက်ရှင်၍နေတော်သူတို့အတွေ့ဖျားရှခိုး၍မြစ်တာပို့သားနေမိလေသည်မေရီသည် ပန်းပင်ပြိုးသောရုံထဲသို့သွားပြီးလင်ဥယျာဉ်မှုအားပွင့်နေသောပန်းဝင်အလုံးတို့ကိုခူးစေပြီးလင်ဆေးရုံသို့မောလွဲအချိန်တိုင်းသွား၏အတဲအတန်ဖြစ်နေသောလူနာများ၏ကောင်းအုံးပေါ်တွင်လန်းဆန်းသောပန်းဝင်များကိုတင်၍ပေး၏လူနာစစ်သားကလေးများကိုလည်းအပြင်းစကားလိုက်ပြောကြ၏စစ်သားများမှာလူငယ်များဖြစ်ကြရာတတန်းစီအောင်မနေရမီတည်နေကြရပေရာလူနာစစ်သားများသည် အလွန်တရာအားငယ်၍နေကြ၏မေဤအာဘိစကားကြောင့်အတက်၍လာကြပေသည် မေဤသည်ဆေးရုံတယုံပြီးတယုံဆိုသလိုကြီးရှုလျက်ရှိနေ၏လမ်းတစ်ထောင်ရှိဒေါကလတ်ဆေးရုံသို့လည်းရောက်သွား၏ထိုဆေးရုံမှာခွဲစိတ်ဖြတ်တောက်သောဆေးရုံဖြစ်လေသည် ပြောင်စုဟတ်တဲ့ဆေးရုံတို့လည်းတွား၍ကြည်၏ထိုဆေးရုံမှာကလက်ဦးကဟိုတယ်ဖြစ်နေသည်ခန်းကူးစင်းကြံများမှာဆွဆူထိုင်မှန်း၍နေ၏ မိဖို့ဆောင်မှလည်းနန်ဆော်၍နေလေသည်အိတ်ဆောင်များမှလည်းထိုနည်းအတူပင်ဖြစ်၏ရခင်ကကာဝဲခန်းဖြစ်သောအခန်းကြီးထဲတွင်ဂရင်60ချပြီးလူနာဆောင်ပြုလုပ်ထားရလေသည်လူနာများခြုံရသောဆောင်များမှညစ်ပတ်လျက်ရှိ၍နေပေသည်လူနာများအလွန်များသဖြင့်ဖျားရှိခိုးเจ้าများစေယုံများပင်လင်စေယုံကံများလှူထားကြရ၏အသည့်တင်တွင်ပြီးစီသောပစ္စည်းများမှတ်ပုံတင် ယုံပင်လင်လူနာဆောင်မြဖွင့်လျက်ထားရ၏ထိုဆေးုံတွင်ကြောက်ပြခင်းထားသော ကျမ်းပြင်ကို အပေါ်မှာအုံးစံခင်း၍အတမမီအောင် စီမံထားရ၏အနာတဝိုက်မှာအမျိုးသမီးများသည်သူနာပြူများအဖြစ်ဖြင့်လာရောက်ကူညီနေကြရပေသည်မိဤသည် နေ့စဉ်နေ့တိုင်းသူမရောက်ဖူးခဲ့သေးသောဆေးုံများသို့တနေ့ပြီးတနေ့သွား၍နေ၏သမဏကတော်လာလိမ့်မည်ဟုမြည်သူမှကြိုတင်မသိကြပေ သို့တော်လဲဆေးရုံတို့ရောက်သွားပြီးခဏကြာလင်မေဤအာသမရကတော်အဖြစ်ဖြင့်ချက်ချင်းမှတ်မိကြလေသည် ထိုဆေးရုံများ၌စုံစမ်းရာမေဤသည်လူနာများ၌ဖျောင်းတိုင်းအချုံမုံစသည်တို့မရှိကြောင်းသိရသဖြင့်အိမ်ဖြူတော်တို့ပြန်က အရရမှလက်ဆောင်ပို့ကြတော်ချိုးချင်းများအချုံမုံများကိုယူ၍လူနာများအားပေးဝေ၏အိမ်ဖြူတော်ထမင်းချက်များကိုလည်းအချိန်အားရသဖြင့်အချုံမုံများဖုတ်စီကား လူနာများကိုဝေပေးနေရလေသည်တဖန်ဆေးရုံများ၌လူနာစစ်သားများသည်တနင်္ဂနွေနေ့တွင် အစာအသောက်အလွန်ဆင်းရဲသည်ဟု သိရပြန်၏ထို့ကြောင့်မေးရသည်အင်ဖြူတော်တွင် ရှိရှိသမျှသောစစ်သားနှင့်ကျက်စင်သားများကိုချက်ပြုတ်စေကာဆေးရုံများသို့ပို့၏မလောက်မငှဖြစ်နေသောကြောင့်သူ၏ကိုယ်ပိုင်စုငွေထဲမှဒေါ်လာ100ထုတ်ယူကာတနင်္ဂနွေနေ့အတွက် လူနာတိုင်းကြက်သားဟင်းစားရအောင်ချက်ပြုတ်ကျွေးမွေးစေလေသည်လူနာစစ်သားကလေးများသည် ထိုင်မိုင်းနေသောလူနာဆောင်သို့မေယီဝင်ရလာသည်ကိုမြင်ရပြီဆိုလင်ဝမ်းမြောက်အားတက်လာကြပေသည် များမကြာမီပင်မေယီသည်လူနာပေါင်းများစွာတို့၏အမည်နေရန်စာတိနှင့်မိသားစုများအကြောင်းကိုသိရပေသည်ဤတွင်မေယီသည်ဆေးရုံသို့သွားတိုင်းသူနှင့်အတူတူ စာရေးရန်စာရေးကိရိယာများယူသွားပြီး စာအရေးခိုင်သောလူနာများအတွေ့စာရေးရပေးရလေသည်တနေ့တွင် စာ၁၄ဆောင်ရေးရမည်ဖြစ်၏ဥပမာပြရသောခင်မင်ပါသောမင်းစစ်ပါဟင်ကျွန်မအခုရှင့်ရဲ့သားပေးမှာထိုင်ပြီးတော့ရှင့်စီကိုစာရေးနေပါလေရှင်သားဟာတန်ရာရပြီးဆေးရုံသို့ရောက်နေပါလေဒါပေမဲ့အခုတဖြည်းဖြည်းသက်သာနေပါပြီရှင်သားကရှင့်ကိုစိတ်မပူဖို့အကြောင်း သူမကြမီကျမ်းမာလာတော့မြေအကြောင်းများကိုမှားချလိုက်ပါတယ်ခင်မရတော့မစ္စအေဘရာဟင်လင်ကွန်စာတော့စာမျိုးကို မေးရည်သည်တက်နိုင်သည်များစူးစား၍လူနာတို့၏မိဘများထံသို့ပို့ပေး၍နေရပေသည် ပင်စင်အငိမ့်စားယူ၍တွားရမှပြည်ရင်းစစ်ကြောင်းဆရာဝန်မလုံလောက်သည့်အတွေ့ပြန်၍အလုံးဝင်နေရသောဆရာဝန်အိုကြီးများသည် အရေးပြားများတွန့်နေပြီဖြစ်သော သူ့လက်ကြီးများဖြင့်မင်းဤလက်များကိုဆွဲကင်နှုတ်ဆက်ကသတင်းစာတွေက အလွန်အဆွေပိုးလွှမ်းကြတယ်ဆိုတာဒီမှာသမရကတော့ကျုပ်တို့ဝါရှင်တန်မြို့ကအမျိုးသမီးတွေဟာဝမ်းနဲ့ပူဆွေးခြင်းဆိုတာဘလို့တဘာဝရှိတယ်ဆိုတာကို အခုထက်ပိုပြီးတော့နားလည်ကြမယ်ဆိုလို့ရှိရင်မိဝေးဖာဝေးဖြစ်နေကြတဲ့ဟောဒီစစ်သားလူငယ်လေးတွေဟာအခုထက်မြင်မြန်ပိုပြီးကျမ်းမာလာကြမှာပဲဟုပြောလိုက်တယ်ဒီ ဆေးရုံများသို့ဤကဲ့သို့သွားရောက်၍ပြုစုအားပေးနေရစဉ်မေဤမှာမိတ်ဆွေတို့သာတွေ့ရ၏ထိုသူမှာကပြည်ထရေးဝင်ကြီး၏ဇနီးဖြစ်သူမစ္စစ်ကလပ်စမစ်ဖြစ်လေသည် မစ္စစ်မစ်မှာသပင်ဖြူ၍ထွားချိုင်းသောအမျိုးသမီးကြီးတူဖြစ်၏သူသည်လည်းမေဤနှင့်နီးတူစစ်သားလူနာများကောင်းကျိုးကိုတတ်နိုင်သည်များကျိုးပန်းပြုစုနေသောအမျိုးသမီးကြီးတူဖြစ်လေသည်မေဤနှင့် Mrs. Smith သည်ရွေကျဲချင်းတူညီတော့ကြောင့်တယောက်တည်းမဆောင်ရွက်နိုင်သောကိစ္စများတွင်နှစ်ယောက်ပူးပေါင်း၍ဆောင်ရွက်နေကြပေသည်ဥပမာဆိုလျှင်စစ်သားလူနာများမှရှောက်သီးလိမ်မော်သည်စသည်တို့ကိုစစ်တပ်ကမပေး၍မရကြပေဆရာဝန်များကမူလူနာစစ်သားများအတွေ့တည်တည်အမြောက်အများကျွေးဖို့လိုအပ်သည်ဟုယူဆကြ၏ထို့အခါတွင်မေရီနှင့် Mrs. Smith တို့သည်မိမိတို့၌ရှိသော ငွေများကိုစည်ရင်အင်းနှင့်မထားပဲသုံးကလူနာများအတွေ့လိန်မော်သည်များဝယ်၍စေယုံတို့ပို့ကြ၏ဤကဲ့သို့မိမိတို့စုငွေထဲမှငွေများစိုက်ထုတ်ကုန်ကြနေစဉ်ပင်မေဤသည်ထူဆန်းသောအချင်းရာတရက်ကိုတွေ့ရပေသည်၎င်းမှာကအခြားမဟုတ်အင်ဖြူရောစာကြည့်ကန်းထဲရှိမိမိဤအချို့အလုတ်ချင်းတော်ထဲမှငွေဆက်ကိုမြည်သူလာ၍ထဲသွမ်းသည်မသိမကြာခဏတွေ့ရခြင်းပင်ဖြစ်လေသည် အင်ဖြူတော်တွင်မင်းကြီးကိုတကယ်တမ်းကူညီ၍အလွန်ယုံကြည်စိတ်ချရတော်သူမှာဝီလျံစတော့တ်ပင်ဖြစ်လေသည်စတော့တ်သည်တစ္ဆာရှိ၏ယိုသေးကျုံညုံ၏တိုသိ၏စတော့တ်သည်တမရာမင်း၏ဇနီးတဲ့ကိုမြည်တိပေးရမစို့ကာကွယ်ရန်လိုအပ်သည်ဟု ယူဆ၏တမရာကတော်၏အကျိုးကိုဆောင်ရွက်ပေးခြင်းအပြင်တမရာမင်း၏အစိုးရအဖွဲ့နှင့်ပြည်တော်စုအကျိုးကိုဆောင်ရွက်ရာရောက်သည်ဟုစတော့တ်ကယူဆထားလေသည် တနေ့နဲ့နဲ့တွင်မင်းဤသည်အရှေ့ပိုင်းပြည်နယ်များမှသတင်းစာများကိုဖတ်၍နေ၏အချို့သောသတင်းစာများကတမရကတော်သည်အင်ဖြူရောဧကန်ပွဲအလုံးကိုပိတ်ပင်ထားကြောင်းအင်ဖြူရောတီဝဲအဖွဲ့ကိုလည်းပန်းချံထဲတွင်နွေရာသီတစ်လျှောက်လုံးပင်မတီးစေဘဲပိတ်ပင်ထားကြောင်းစသဖြင့်ရေးသားဖော်ပြကြ၏ထိုအကြောင်းကိုမင်းဤဖတ်နေစဉ်စတော့ဒက်ကတမရကတော်ခမညာတမရကတော်ဆေးရုံတွေကိုတော်ပြီးကြည့်တဲ့အခါမှာ အခြားလူတွေကိုခုံမသွားတဲ့အတွက်အခွင့်အရေးတွေအများကြီးပဲလက်လွတ်နေပါတယ်။တကယ်လို့သာတမရကတော်ဟာနိုင်ငံရေးအနေနဲ့ပါနဲ့ကျွမ်းကျင်ပဲဆိုရင်တရင်တောက်တွေကိုတမရကတော်နဲ့အတူဆေးရုံတွေကို ခေါ်သွားဖို့ကောင်းပါတယ်။အမျိုးသမီးတရင်တောက်တွေကို ခေါ်သွားဖို့အဲ့ဒီတော့မှတရင်တောက်တွေကတမရကတော်လူနာတွေကိုဗာပြောတယ်။လူနာတွေကဗာပြန်ပြောတယ်ဆိုတာကိုမှတ်ပြီးယူကြရပါလိမ့်မယ်။ ပြည်တော်စုသတင်းစာကသတင်းတောင်းနော်အာဘရော့ကကျွန်တော်ကိုတစ်ခါပြောဘူးပါတယ်ဆေးရုံတွေမှာအဲ့ဒီလိုလှည့်ကြည့်ပြီးသတင်းတောင်းတွေကိုအပြန်မှာ အင်ဖြူတော်ဖိတ်ပြီးတော့လက်ဖက်ရည်တိုက်လိုက်မယ်ဆိုရင်သတင်းစာပေါင်းများစွာတို့မှာတမရကရော်နဲ့ပတ်သက်တဲ့သတင်းတွေဟာချိုချိုသားသားပါပါလိမ့်မယ်လို့ပြောဘူးပါတယ်ဟု ရှင်းလင်းပြောပြ၏မေးရီသည်စတော့တက်၏တုံးမွေးအင်ကြီးကို ကိုင်းလိုက်ပြီးနောက်ပြုံးလိုက်ပြီးလင်း အခုစစ်သားလူနာကလေးတွေအတွက်ကိုငါပြုစုနေတာဟာငါရဲ့စိတ်ချမ်းသာမှုအတွက်ရောသူတို့ရဲ့စိတ်ချမ်းသာမှုအတွက်ရော ပြုစုနေတာသာဖြစ်တယ်။အဲ့ဒီစိတ်ချမ်းသာမှုရဲ့အပြင် လူကြိုက်များတယ်ဆိုလဲဆုလက်မျိုးကိုငါအဖို့မလို့ခြင်းပါဘူး။ငါမှာကြုံတွေ့ရတဲ့ဒုက္ခတွေဟူသမျှဟာငါတိုင်းနဲ့ငါကံကြီးခံရတာပါပဲ။ငါကိုယ်တိုင်ကဒုက္ခကိုမလို့ခြင်းပါပဲနဲ့ငါရဲ့ကံတရားအတိုင်းသာဒုက္ခကငါစီကိုရောက်လာတာမဆန်းလာပါဘူး။ ဘေးကလူတွေကဘလို့ပဲထင်မြင်စေကမူကိုယ်စိတ်ကိုတန့်ရှင်းပြီး ကိုယ်စိတ်ချမ်းသာမှုကိုရနိုင်တာဟာအရေးအကြီးဆုံးမှာစစ်သားလူနာတွေကို ပြုစုတာဟာပြုစုလို့တဲ့စေတနာတက်တဲ့ကြောင့်ပြုစုတာသာဖြစ်တယ်လူကြိုက်များအောင်လူသိများအောင်လုပ်နေတာမဟုတ်ဘူးအဲ့ဒီတော့သတင်းစာတွေကိုဒီကိစ္စနဲ့ပတ်သက်ပြီးဘာတလုံးမှအတိမပေးလို့ပါဘူးဟုပြောလိုက်၏ရဲ့အနှဲငယ်ကြားသွား၏စတော့ဒတ်သည် စာချိတ်ကန်းတဲ့သူနယူးယောက်တမာရီသတင်းစာတစ်စောင်ကိုကန်၍ပြေးဝင်လာ၏ဒါကျုပ်စနစ်လုံးလုံးမပါဘူးဟုဂမန်ကရန်ပြောရင်သတင်းစာကိုပေးလိုက်၏မေဤသည်သတင်းစာကို ကြည့်လိုက်ရင် မစ္စလင်ကွန်းသည်ကျွန်တို့၏ဒဏ်ရာရသောစစ်သားလူနာများ စိတ်ချမ်းသာမှုအတွေ့သူ၏ကိုယ်ပိုင်ငွေထဲမှဈေးအကုန်ကျခံကားပြုစုလျက်ရှိ၏မစ္စလင်ကွန်းထံပုံမှန်၍ပြုစုသောအမျိုးသမီးဟု၍ ဝါရှင်တန်မြို့တွင်မရှိချေနေ့စဉ်နေ့တိုင်းပင်လဲမင်းစစ်လင်ကွန်ဤမြင့်ထားသည်ဆေးရုံများဤရှေ့၌တွေ့ရပေသည်မင်းစစ်လင်ကွန်သည်အင်ဖြူတော်စပိုဆောင်၌ပြုလုပ်သောစားတော့ဖွေရအမျိုးမျိုးတို့ကို သူကိုယ်တိုင်ယူကာလူနာများကိုကျွေးမွေးပြုစုလျက်ရှိနေပေသည်စသဖြင့်တရင်စာကမေးဤအားချီကျူရေးသားထားသည်ကိုဖတ်ရပေသည်တရင်စာကိုဖတ်ရင်မေးဤသည် စတော့တ်အားမိမိပြောခဲ့ဘူးသောစကားကိုပြန်၍တတိယမိ၏ထို့ပြင်မိ၏သည်သူ၏လက်ဦးဆရာဖြစ်သောဒေါက်တာဝက်၏စကားတခွန်းကိုလည်းပြန်၍တတိယ၏တခါကဒေါက်တာဝက်သည်အနာကပ်နေထိုင်ရေးနှင့်ပတ်သက်၍မိ၏အားဆုံးမစကားပြောကြားခဲ့ဘူးရာတွင်လူဘဝ၌နေထိုင်ရေးမှာဘေးပတ်ဝန်းကျင်မှာဖန်တီးလာသောအကြောင်းတို့တည်းမိမိ၏ပင်ကိုယ်တဘာဝရင့်တန်မှုမိမိ၏ဇာတိတာ ရှင်းတမ်းမှုစသည့်ရောဂါသာအရေးကြီးသည်ဟုပြောဆိုဆုံးမခဲ့ဘူးလေသည်ဒေါက်တာဝဲဤစကားသည်ယခုအခါမှန်၍နေသည့်ကိုမေးရတွေ့ရ၏မိမိဤသားကလေးနှင့်အောင်တည်ဆုံရသည့်ကိစ္စမှလွဲ၍လောကရန်တရားအမျိုးမျိုးကိုမိမိကြုံတွေ့လာရသည်မှာမိမိဤပင်ကိုယ်တဘာဝဤပဲ့တင်တန်များသာဖြစ်သည်ဟုမေဤနားလည်၍လာရပေသည်ကိုကိုကိုတိမြင်နားလည်ခြင်းသာလျှင် အလိမ်မာဆုံးဟု မေယီတွေးမိ၏မေယီသည်မူမှန်သောစိတ်ကို ပြန်၍ရလာ၏နိုင်ငံရေးတွင် ပြန်လည်၍ရခင်ကကဲ့သို့စိတ်ဝင်စားလာပြန်၏ထို့ကြောင့်မိမိအခန်းအောင်းယူနေစဉ်ကမတိလိုက်ရသော နိုင်ငံရေးရာအဖြစ်အပျက်များကိုတိအောင်ပြန်၍စူးစမ်းလာပြန်လေသည်လင်ကွန်းသည် မေယီမူမှန်ပြန်၍ဖြစ်လာသောကြောင့် ဝမ်းသာ၍နေရလေသည်လင်ခွန်းကမင်းဤအားလက်ဦးတွင်ဝမ်းသာပွေရသတင်းစကားများကိုသာပြောပြ၏လင်ခွန်းက ပြည်အောင်စုတက်မတော်သည်အောင်ပွဲအချို့ရခဲ့သည်ဖြစ်ကြောင်းအေဘီလ25ရက်နေ့ကပြည်အောင်စုရေတက်သည်နယူးအော်လင်မြို့ကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးထိုမြို့ကိုပင်တက်ဆွဲနေကတဘုံပြည်နယ်တို့၏အကြီးဆုံးသော စိတ်ကမ်းမြို့ကြီးကိုတင်းယူထားနိုင်ခဲ့ကြောင်းမိမိကိုယ်တိုင်ပင် မိုနီယိုခန္ဓာသို့သွား၍ကြီးရှုခဲ့ကြ။ထိုခန္ဓာသည်တပုံဌာနချုပ်ဖြစ်သော Richmond မြို့နယ်မလန်မကန်းတွင်တည်ရှိကြ။တက်မတော်သည်အမြောက်တင်တင်မောဆေလုတ်ကတပုံတို့၏ကမ်းခြေမှာအမြောက်များကို ပြစ်ခတ်တိုက်ခိုက်ခဲ့ကြ။ထို့နောက်နော်ဖုတ်အမည်ရှိတပုံမျိုးကိုတက်မတော်ကတိမ့်ပိုက်ခဲ့ပြန်ကြ။ထိုတိုက်ပွဲတွင်တပုံ6000တုံးပန်းအဖြစ်ဖမ်းမိကြ။တပုံတို့သည် ရှစ်ဆုံးသောအခါ၌ တက်မတော်လက်တွင်းသို့ကြောက်ရောက်သွားမည်ဆိုသည်ဖြင့်တဘုံတို့၏တမ္မဏိစစ်တင်ပေါ်မေအီမတ်ကိုဖောက်ခွဲနစ်မြုပ်ပစ်လိုက်ကြသောထိုတင်မောသည်ပိုတိုမက်မြစ်အတိုင်းစံတက်လာပြီးဝါရှင်တန်မြို့တော်ကြီးကိုပင်ပြစ်ခတ်ဖျက်ဆီးနိုင်သောတင်မောဖြစ်ကြောင်းထိုတင်မောကိုပြည်တော်စုအစိုးရကကြောက်ရွံ့နေခဲ့လေယာယခုကဲ့သို့တဘုံများကသူတို့ဘာသာဖောက်ခွဲဖျက်ဆီးလိုက်ခြင်းအပြင်ဝါရှင်တန်မြို့တော်ကြီးမှာ ရန်ကြီးတရန်အင်းရွေသွားကြောင်းဖယောင်းအုပ်ဒေသတိုက်ပွဲတွင်လည်းတပုံတို့သည်ဗိုလ်ချုပ်မက်ကလီလန်ဤတပ်ကိုဝင်၍တိုက်ခိုက်ကြရာမက်ကလီလန်ကအောင်မြင်စွာ ခုခံတွန်းလှန်တိုက်ခိုက်နိုင်ခဲ့ကြောင်းမက်ကလီလန်သည်ထိုးစစ်မစင်သေးတော့လဲခန်းစစ်ကိုမှအောင်မြင်ခဲ့ကြောင်းစသဖြင့်မေယီနားလည်အောင်အကြက်တဝင်းရှင်းပြပြောပြလေသည်လင်ကွန်းသည်စီရေးရဝင်းကြီး ဆိုင်မွန်ကင်မရွန်ကိုရုရှားပြည်တပ်အမတ်အဖြစ်ဖြင့် လွှဲပြောင်းခန့်အပ်ထားလိုက်၏ကင်မရွန်၏နောက်လိုက်အမတ်များသည်လင်ကွန်းအားထောက်ခံမြဲထောက်ခံ၍နေကြလေသည်ရုရှားပြည်တပ်အမတ်ယာရုမှာကက်စီယက်ကလေးအားခံထားရန်ရည်မှန်းချက်ရှိတော်လဲကက်စီယက်က မလို့ကျွန်တော်တပြေဆိုင်မွန်ကင်မရွန်အားပြေးလိုက်ရခြင်းဖြစ်လေသည် ထို့နောက်လင်ကွန်းသည် အလွန်တရာရိုးသားဖြောင့်မတ်၍လုံရည်ကိုင်ရင်ရှိတော် အက်ဒဝက်စတင်တန်ဆိုသူအားစီရင်ရဝင်ကြီးအဖြစ်ဖြင့်ခံထားလိုက်၏အက်ဒဝက်စတင်တန်သည် တခါကအမှုတစ်ခုအတွက်လင်ကွန်းအားရှင်းနေအဖြစ်နှင့်ငှားပြီးမှအမှုမလိုက်စေဘဲပယ်ချခဲ့ဘူးသူဖြစ်၏ထိုကဲ့သို့သော လူမျိုးကို လင်ကွန်းက ဝင်ကြီးရာတို့ပေးလိုက်ကြောင်းသိရသောအခါမေဤသည်အားကြီးတည်၍နေရလေသည်သို့သောအကယ်၍စတင်တန်ကသာ ပြည်တွင်းစစ်ကြီးအိုနိုင်အောင်တိုက်မြေဆိုပါက လင်ကုန်းသည်တမရပင်ဖြစ်လျက်နှင့် စတင်တိုင်း၏အလုံလွယ်အေးကိုကင်ကာနောက်ပါကလိုက်မြည်သူဟုမေယူနားလည်ထား၏လင်ကုန်းအဖို့တွင်စစ်ကြီးပြီးဆုံးပြီးပြည်တော်စုမပြိုကွဲဖို့သာလဲအ धिक ဖြစ်နေကြောင်းကိုမေယူနားလည်၏စတင်တန်မှာလူတိုင်းကားပင်လူတော်လူကောင်းတို့ဟုချီးကျူးခံရကြောင်းကိုလည်းမေယူတီးပြီးဖြစ်လေသည်ဥပဒေပြုလွှတ်တော်များကဝါရှင်တန်မြို့တော်တည်ရှိရာဖြစ်သော ကိုလံဘီယာခရိုင်တွင်ငွေကြုံအလုံးလွတ်လပ်စေရမည်ဟုသော ဥပဒေတရက်ကို တင်သွင်းပြဋ္ဌာန်းကြပြီးနောက်လင်ကွန်းထံသို့ပို့လိုက်၏ထိုဥပဒေချမ်းကို လင်ကွန်းကလက်မှတ်ထိုးလိုက်ရာအတီဖြစ်၍သွားလေသည်သို့တော်လင်ကွန်းကငွေကြုံပိုင်ရှင်များအားပြည်တော်စုအစိုးရဗန္နာတော်ထဲမှရောချင်းများပေးရမည်ဟုသောစီကံကိုထပ်မံဖြည့်သွင်းလိုက်လေသည် ။ဤနည်းအားဖြင့်ပြည်တော်စုမြို့တော်ဖြစ်သောဝါရှင်တန်မြို့တွင်ငွေဝယ်ကြုံများအစုလိုက်အပြုံလိုက်ဖမ်းဆီးခေါ်ဆောင်လာသည်ကိုလမ်းများပေါ်တွင်မမြင်ရတော့ဘဲနိုင်ငံခြားမှလာသောဧည့်သည်တော်ကြီးများအဖို့ဝါရှင်တန်မြို့မှာပုံရိပ်ချက်တည်းရှိသွားပေသည် လင်ကုန်းသည် မေဤအာတိစေခြင်း၍သာပြောပြရသည်တရင်ဆိုးများကိုမူကားများစွာမပြောပြလိုပေတရင်ဆိုးများမှာကပြည်တော်စုတက်မတော်သည်အောင်ပွဲထဲရှုံးပွဲကပုံနေကြ ီတော်စုမှာတိုးတက်သည်တဲ့နောက်ဆုံးတီကများနေကြစသည်တို့ပင်ဖြစ်၏လင်ကွန်းသည်ပြည်တော်စုကိုတစ္ဆာဆောင်သည်ဂျားနေပြည်နယ်အချို့တွင်ငွေရွှေကြုံများအားရော်ချင်းယူပြီးလွှတ်ပေးဖို့အကြံပေးခဲ့၏ထို့အကြံပေးချက်ကိုပြည်နယ်အများကပယ်ချလိုက်ကြပေသည်တဖန်တပုံများသည်အခိုင်အခန့်နေသည်ဟုကြွားဝင်ထားသော မာနာဆက်မျိုးကိုစွန့်၍တက်ဆုပ်သွား၏ ပြည်တော်စုတများကခြိတွဲရေးသွားကြရာရဲစရာတစ်ခုကိုတွေ့ရလေသည်ဘိုးကျုံမကလီလန်သည် မာနာဆက်မျိုးတွင်လှမ်း၍မြင်ရသောတဘုံအမြောက်များကိုကြောက်သည်ဖြင့်ထိုးစစ်မစင်ပဲစောင်းရသည်တစ်ခုလုံးတက်စကန်ချောက်၍နေခဲ့၏ထိုးအမြောက်များကိုမြည်သည့်နင်းနင်းများရင်ဆိုင်မတိုက်ခိုက်နိုင်ဟုမကလီလန်က ယူဆခဲ့လေသည် မာနာဆက်မျိုးကိုတက်မတော်ကတိမ့်လိုက်မိသောအခါတွင် မကလီလန်ကြောက်ရွံ့ခဲ့သောအမြောက်များမှာအကြမဟုတ် တတုံများကို အမြောက်ပုံပြုလောက်ကဆေးအနှက်တုတ်ထားခြင်းများသာဖြစ်သည်ကိုတွေ့ရလေသည်အကယ်၍သောမက်ဂလီလန်ထုတ်စစ်စင်ပြီးဆိုလင်မာနာဆက်မျိုးစီတပုံအင်အားမှာတခါလေးပြိုကွဲသွားဖို့သာရှိလေသည်မက်ဂလီလန်ကြောက်ရွံ့နေသည့်အတွေ့ပြည်ရင်းစစ်မှာမရှိသင့်မဲရှည်၍နေရ၏တဖန်တရှိုးဌာနမှာဘင်ကာတန်ဤစီရင်ချက်များမှလည်းလွဲမှား၍နေသည်ဟု သိလာကြရပေသည် သူ၏စီရင်ချက်များမှာမှားယွင်းနေသောကြောင့်ဒပုံအင်အားမှာ မရှိပါဘဲနဲ့တပ်မတော်ကကြောင်ရွံ့စရာဖြစ်၍နေခဲ့ရပေသည် အခြားသတင်းစိုးတစ်ခုမှာကဒပုံစစ်ဖို့ stone wall ချက်ကစမ်း၏စစ်တပ်သည်ခြေတဲ့သွာလာရာတွင် အလွန်တရာလှည့်မြန်ပြီးနောက်ပြည်တော်စုတပ်မတော်များကို Winchester, Crockyport, Republic အစရှိသောတိုက်ပွဲများတွင် အကြီးအကျယ်နိုင်ရသွား၏ လင်ကွန်းသည်စတုံးဝဲချက်ကစံအားပြည်တော်စုတံများဖြင့်ညှက်၍ပိတ်ဖမ်းတော်လဲမအောင်မြင်ပဲရှိ၍နေလေသည် လင်ကွန်းသည်ဗိုလ်ချုပ်မဂလီလန်အားကုန်းလန်းခီးဖြင့် Richmond မြို့ကိုခြိတဲ့သိမ့်ပိုက်ရန်အမိန့်ပေး၏ထို့အခါမဂလီလန်သည်ခြိတဲ့ချင်းမပြူပဲရေလမ်းမှခြိတဲ့ရန်အစီစဉ်တရက်ကိုပြန်၍အကြံပေးနေလေသည်လင်ကွန်းသည်ဗိုလ်ချုပ်မဂလီလန်အားခြိတဲ့တိုက်ခိုက်အောင်တိုက်တွန်းပြင်မရပဲရှိနေ၏ နောက်ဆုံးတွင်ထိုကိစ္စနှင့်ပတ်သက်၍လင်ကွန်းကကျုပ်လည်းမတတ်နိုင်တော့ဘူးမေးနောက်ဆုံးမှာမက်ဂလီလန်ကိုတင်နာပတိယာတို့ကဖယ်ပြီးတော့ပိုတိုမက်တမ်ဘတော်တခုတည်းကိုသာဦးစီးခံရတော့မယ်အခုဆိုရင်မက်ဂလီလန်ဟာတပုံမျိုးတော်ရစ်မင်မျိုးနဲ့၅မိုင်လောက်သာဝေးတော့မယ်ဒီတစ်ချိန်မှာသူအောင်ပွဲရအောင်မတိုက်နိုင်ရင်ကျုပ်နဲ့မက်ဂလီလန်တော့တိုင်းပြည်ကအထင်သေးခံရတော့မှာပဲဟုပြောပြ၏ဆွန်လာကုံတို့ရောက်လာ၏ပြည်တွင်းစစ်ပွဲကြီးစဖြစ်တော့ ူးရန်တိုက်ပွဲတွင် ပြည်တော်စုတက်တို့ပြေးလွှားခဲ့ရသည်မှစ၍ရေတက်လေဆက်လက်တိုင်တိုင်ရှိခဲ့လေသည်မင်္ဂလီလန်သည်တပုံတံများကိုထိုးစစ်ဆင်ဤတိုက်ပွဲဤတရေများမှာကတိုက်ပွဲအစကတည်းကပင်မကောင်းလှပေမင်္ဂလီလန်သည် တွန်းဆုံဆုံလှုပ်၍နေ၏ဤတွင်တပုံစစ်ဖို့ကြောင့်ရောဘတ်အီလီသည်လျှက်တစ်ပြက်တိုက်ခိုက်နေပြီးမင်္ဂလီလန်ဤတက်ကိုတုံ့ပြန်တိုက်ခိုက်၏ တိုက်ပွဲများနေရာအနှံ့အပြားဖြစ်ပွားလျာမက်ဂလီလန်မှာ ထိုးစစ်အစားခန်းစစ်ကိုထိုးနေရ၏တဖြည်းဖြည်းစစ်ဆုပ်ပေးရသဖြင့်စစ်ပစ္စည်းများကိုပဲမိရှို့ဖြစ်စီထားပစ်ခဲ့ရလေသည် တနေရာတွင်လည်းမက်ဂလီလန်မှာတလုံးပြုတ်သွားတော့မလို့ပင်ဖြစ်သွားသေးသည်ပြည်တော်စုအစိုးရရီမန်းချက်များမှာကတခုမှမအောင်ခဲ့ပေ အကြအရှုံးအထီးအခိုင်လဲညပြားလှ၏မက်ဂလီလန်ဤစစ်တပ်မှာ အထေအချာစီယုံ၍စစ်ပစ္စည်းပြည့်စုံသောတက်ကြီးဖြစ်ပါလျက်နှင့်တပွဲပြီးတပွဲ ရှစ်ဆုံးနေရသည်ကိုကြားရသောအခါမြောက်ပိုင်းပြည်နယ်အားလုံးတို့သည်စိတ်ဓာတ်အကြီးအကျယ်ကြာရှင်းနေလေတော့သည်စိတ်ဓာတ်ကြာဆင်းသည်နှင့်အမျှသတင်းစာကလည်းအကြီးအကျယ်ဝေဖန်ပြစ်တင်လာကြ၏ဘိုးချုပ်မကလီလန်အားသူရဲ့ပေါ်နေသူဟူ၍ရေးသားလာကြ၏ဝင်းကြီးချုပ်စတင်တန်ကိုလည်းလူမိုက်ဟူရေးကြ၏ နိုင်ငံရေးဝန်ကြီး CN ဘကိုးစားပါလီတန်းဟုဝေဖန်ကြ၏တမရလင်ကွန်းကိုလည်းစိတ်သက်ပျော်ပြေးနာပြည်တော်စုကြီးကိုတဖြည်းဖြည်းပြိုကျအောင်လုပ်နေသည်ဟုရေးသားလာကြပေသည် အပိုင်း26အားဤနေရာမှာရနာပြရသည်ရှင် နောက်လာမယ့်အပိုင်း29အားလည်းစောင့်မျှော်အားပေးကြပါအောင်ရှင်နားဆင်ပေးပါသောစာချစ်သူများအားလုံးကိုစိတ်နှပါကျမ်းမှချမ်းသာကြပါစေရှင်